ဂါဇာကမ်းမြောင်ဒေသမှာအပြည့်အခက်ရစဲရေတောင်းဆိုဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအဆိုတင်သွင်းရမှာအမေရိကန်ကဗီဒိုအာနာသုံးပြီးပယ်ချသွားခဲ့ပါတယ်။ဂျော်လာ၄ရက်နေတုန်းကလုံခြုံရေးကောင်စီအဖွဲ့ဝင်15နိုင်ငံကဂါဇာမှာအပြည့်အခက်ရစဲရေနဲ့လူသားချင်းစာနာမှုအထောက်အပံ့တွေအတားအဆီးမရှိဝင်ရောက်နိုင်ရေတောင်းဆိုဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ဟာလုံခြုံရေးကောင်စီရဲ့အငြင်းတန်းအဖွဲ့ဝင်9နိုင်ငံထဲမှာပါဝင်ပြီးဗီဒိုအာနာအသုံးပြုခွင့်ရှိပါတယ်။ဂါဇာရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှနိုဝင်ဘာလတုန်းကနောက်ဆုံးတစ်ကြိမ်အလားတူအဆိုတင်သွင်းခဲ့တဲ့အားထုတ်မှုမှာလည်းအစ္စရေးရဲ့အမကန်မဟာမိတ်ဖြစ်တဲ့အမေရိကန်ကဗီဒိုအာနာနဲ့ပယ်ချခဲ့ဘူးပါတယ်။အမြဲတမ်းအဖွဲ့ဝင်တွေမဟုတ်တဲ့လုံခြုံရေးကောင်စီဝင်၁၀နိုင်ငံဟာသူတို့စုပေါင်းတင်သွင်းတဲ့အဆိုအတွက်အမေရိကန်ကိုယ်စားလှယ်တွေကိုညှိနှိုင်းဖို့အပူတပြင်းစူးစမ်းခဲ့ပေမဲ့လည်းမဲခွဲချိန်မှာတော့အလက်ဟက်တာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ဒေါ်ရက်တီရှီရောကတော့အခုတင်သွင်းတဲ့အဆိုဟာ မြေပြင်အခြေအနေမှန်တွေဟာမတ်စ်ပြောက်ကြားအဖွဲ့ရဲ့အတင်းရဲမှုတွေကိုအခြေခံပြီးကင်တွယ်ညှိနှိုင်းနေတဲ့တန်တမန်ရေးအားထုတ်မှုတွေကိုထိခိုက်စေနိုင်တယ်လို့ဆွတ်ဆွဲခဲ့ပါတယ်။နောက်ပြီးအဲ့ဒီအဆိုထဲမှာအစ္စရေးနဲ့ဟာမတ်စ်ကိုတံတန်းတဲ့သဘောမျိုးမှားယွင်းစွာသတ်မှတ်ထားတယ်လို့လည်းသူကပြောပါတယ်။ကုလသမဂ္ဂမှာအမေရိကန်ကဗီဒီယိုအနာသုံးတာကတော့သမရဒေါ်နယ်ထရန့်ရဲ့လက်ရှိဒုတိယသမရသက်တမ်းကာလအတော်တွင်ပထမဆုံးဖြစ်လာပါတယ်။ဂါဇာမှာအပြစ်ခတ်ရက်စဲဖို့အစ္စရေးရောဟာမတ်စ်ကိုပါ နိုင်ငံတကာကဖိအားပေးမှုတွေမြင့်တက်လာနေပေမဲ့တိုက်ခိုက်မှုတွေကတော့ဆက်လက်ဖြစ်ပွားနေသေးပါစစ်ပွဲကြောင့်အရက်သားတွေတိုက်စုံးမှုတွေဆက်တိုက်တိုးလာနေတဲ့အချိန်ဒီပေါ်လုံခြုံရေးကောင်စီကထိရောက်စွာအာရုံစိုက်ကန်တွဲပေးစေလိုကြောင်းကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းကိုယ်စားလှယ်ရီယက်မန်ဆာကတိုက်တွန်းထားပါတယ်တစ်ဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာအစ္စရေးတမ်မတ်ကြီးဒန်နီဒါနွန်ကလုံခြုံရေးကောင်စီမှတင်သွင်းခဲ့တဲ့အဆိုဟာအနှစ်သာရကင်းမဲ့ပြီးနိုင်ငံရေးအရာအစ္စရေးကိုထိုးနှက်ဖို့တသက်တာဖြစ်တယ်လို့ဝေဖန်သွားခဲ့ပါတယ်ရှင်